အပြိုင်ကဘာတကယ်ရှိနေလား simulation theory ကိုပိုခိုင်မှသွားစေတဲ့ဗီဒီယိုများဘယ်လိုများလုံးမမိလားများဘာမှဆက်များကနေပြန်လဲကြိုးလိုက်ပါရင်တမန်ရင်းကားနေလိုက်တဲ့အမှုတစ်ခုဟာကြက်သိမ်းဖျန်းစရာအပြောင်းလဲကြီးတစ်ခုဖြစ်သွားခဲ့တယ်ဆိုရင်လူကြီးမင်းတို့အဖို့လက်ခံနိုင်စရာဖြစ်ရလားခင်ဗျာဒီကိစ္စဖြေတဲ့နောက်မှာတော့အဖြေတွေထက်မိခွန်းတွေကပိုများလာခဲ့ပါရင်ကျွန်တော်တို့မှာအပြိုင်ကဘာရှိသလားကျွန်တော်တို့က simulation program တွေကတက်ရှိတွေတက်တက်ပဲလားစသဖြင့်ပေါ့ဒီချိန်လေးမှာပဲရုရှားနိုင်ငံကမှတ်တမ်းတင်ထားတဲ့ကားကင်မရာမှတ်တမ်းတစ်ခုမှာဆိုရင် ရုတ်တရက်ပေါ်လာတဲ့ currency ကိုမြင်တွေ့ခဲ့ရပါတယ်။နှစ်ပေါင်းများစွာကြောင်းအစိုးရဖိုင်တွေထဲမှာတင်စီထားတဲ့ဓာတ်ပုံတစ်ပုံကတော့လူအများကအရှင်းလင်းဆုံး UFO ဓာတ်ပုံလို့သတ်မှတ်ကြပါတယ်။ဒါရင်ဟာကျွန်တော်တို့ရဲ့ကမ္ဘာနဲ့တခြားသောဆင်ပြိုင်ကမ္ဘာတွေတိုက်ဆိုင်မှုရဲ့တကယ့်အထောက်အထားတွေဖြစ်နိုင်ပါမလား။ဒီစိတ်ဝင်စားစရာကောင်းတဲ့အမှုအခင်းတွေကိုအတူတူလေ့လာကြည့်အောင်ပါ။ဒါကိုမြင်အောင်ကြည့်လိုက်ပါဦးမက္ကဆီကိုဝေးဖြင်းနှမကြီးတို့ရဲ့တိတ်ဆိတ်တဲ့ညာတညာပေါ့ ကုန်တင်ကားသမားတယောက်ကမွန်တာရေးစီကိုကုန်မစည်းတွေတည်ယူပို့ဆောင်နေပါရင်ပုံမှန်လုပ်ငန်းဆောင်တာတစ်ခုပေါ့ဒါပေမဲ့ကမ်ပဏီရဲ့အဝေးထင်းကင်မရာမှတ်တမ်းကိုပြန်စစ်ဆေးကြည့်တဲ့အခါချက်သိန်းထားဆရာကောင်းတဲ့အရာတစ်ခုကိုတွေ့လိုက်ရပါရင်ခေအောင်ဝယ်စားတွေဝယ်ထားတဲ့ဖြူဖြော့နေတဲ့အမျိုးသမီးတယောက်ဟာခီးတဲ့ထိုင်ကိုမှတိတ်ဆိတ်စွာထိုင်နေတာကိုတွေ့လိုက်ရတာပါပဲကြီးကျက်သူကချက်ချင်းပဲရေမောင်းကိုမက်ဆေ့ပို့ပြီးဘသူကိုခေါ်တင်လာတာလဲလို့မေးလိုက်ပါရင်လုံရုံရဘသူကိုမှခေါ်တင်လို့မရလို့ပါရေမောင်းကသူတယောက်ထဲပဲရှိတယ်လို့ NRG ပြောလိုက်တာပေါ့သူ destination ကိုရောက်တဲ့အခါ မှတ်တမ်းကိုပြန်ကြည့်လိုက်တော့ဆရာသမားလည်းမျက်လုံးပြူသွားရပါရင်နေကင်းကြောင်တောင်းလို့ရှင်းရှင်းလင်းလင်းကြီးမှာသူဝိမာမျိုးသမီးတယောက်လုံးတလန်းလုံးပတ်လိုက်ပါလာတာကိုမျက်စိနဲ့တက်မြင်လိုက်ရတဲ့ feeling ကဘာနဲ့မှတော့တူမှာမဟုတ်ဘူးခင်ဗျာဒါဟာအသေးလားတိုင်းစလဲဖြစ်သွားတာပဲလားဒနာရီရအဝေးပြေးလမ်းမကြီးတွေဟာမတော်ဆမှုတွေမှာတင်းဆုံသွားသူတွေရဲ့ဝိညာဉ်တွေတောင်းတဲ့ချီရှိပြီးတော့ကဘာနှစ်ခုကြားမှာအမြဲလိုက်ပါစီးနေတယ်လို့ဆိုကြပါရင်ဘာပဲဖြစ်ဖြစ်ဒီရေမောင်းကတော့နောက်ပဲတော့မှအိတ်လန်းချောင်းကိုတယောက်တည်းမမောင်းတော့ဘူးလို့စိတ်တုံးလုံးချလိုက်တော့တာတေချာသိရတဲ့တဲ့မှာပဲ ကဲတကယ်လို့ကျွန်တော်တို့ကမ္ဘာနဲ့မသက်ဆိုင်တဲ့အရာတစ်ခုကိုကိုရှာဖွေနေတယ်ဆိုရင်တော့ဒဏ္ဍာရီဆန်တဲ့ခဲပိုင်ဓာတ်ပုံကိုမကျော်လိုက်ပါနဲ့တော့ဒါဟာကောင်းကင်မှာဝိုးဒိုဝါရမြင်နေရတဲ့အရာတစ်ခုမဟုတ်ပါဘူး1990ခုနှစ်စကော့လန်အထက်ပိုင်းဒေသရဲ့တာယာလှပတဲ့တောင်တန်းတွေမှာလမ်းလျှောက်ပန်းဖြစ်နေတဲ့ဟိုတယ်စပွန်မှုနှစ်ယောက်ဟာထိုးကြတဲ့အရာတစ်ခုကိုတိုက်ဆိုင်စွာတွေ့ရှိခဲ့ကြပါတယ်အဲ့ဒါကတော့ကောင်းကင်မှာတိတ်တဆိတ်ပြန်ဝဲနေတဲ့ခက်ကြီးကြီးစိန်ပုံတန်းအရာဝတ္ထုတစ်ခုပါသူတို့ဟာအဲ့ဒီအရာဝတ္ထုရဲ့ပြတ်သားပြီးရှင်းလင်းတဲ့ဓာတ်ပုံတစ်ပုံကိုအမိအရရိုက်ယူနိုင်ခဲ့ကြပါတယ် အင်တာနက်မပေါ်ခင်အချိန်ကဆိုတော့လူမှုကွန်ရက်မှာပြန်နဲ့မသွားဘဲသူတို့ခေတ်သတင်းဖြန့်ဝေတာဌာနကြီးဖြစ်တဲ့သတင်းစာတိုက်ကိုပို့ပေးခဲ့ပါတယ်။ဒါပေမဲ့သတင်းစာကမပေါ်ပြဘဲဗီဒင်ကာဝိုင်းဝင်ကြီးဌာနကိုတိတိစိတ်လွှဲပြောင်းပေးလိုက်ပြီးအဲ့ဒီတပ်ပုံဟာနှစ်ပေါင်း30ကျော်ပျောက်ွယ်သွားခဲ့ရပါတယ်။ကောလာဟလာနဲ့အမျိုးမျိုးနဲ့ထွက်ပေါ်ခဲ့တာပါပဲ။ဒါဟာတကယ်အရာဖြစ်နေလို့လား။ဒါမှမဟုတ်ဖုံးကွယ်ထားတဲ့အရာတစ်ခုခုလားစသဖြင့်ပေါ့။2022ခုနှစ်မှာပဲစုံစမ်းထောက်လိုင်းသတင်းတော့ဒေးဗစ်ကလင်ကလောက်ဝမ်မေထူတို့ဆိုခိုးဆွဲရင်တိတိလေးဝတ်ထားတဲ့ တောင်းဝင်နေတဲ့အရာရှိဟောင်းတူရဲ့ကျေးဇူးကြောင့်အဲ့ဒီဓာတ်ပုံကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ကျွမ်းကျင်သူတွေကဓာတ်ပုံကိုနောက်ပိုင်းစစ်ဆေးကြည့်တဲ့အခါဘာမှပြင်ဆင်ထားတဲ့အထောက်အထားကိုမတွေ့ရပါဘူး။တန်တရားရှိသူတို့ကဒါဟာလှုပ်ဝက်စစ်ဘက်ဆိုင်ရာလေရင်ဒဇင်းဖြစ်နိုင်တယ်လို့ထင်ကြပေးကြပါတယ်။ဥပမာအမေရိကန်ရဲ့လှုပ်ဝက်ထောက်လှမ်းရေးလေယာဉ်မျိုးပေါ့။ဒါပေမဲ့အဲ့ဒီအရာဝတ္ထုရဲ့ပုံသဏ္ဍာန်နဲ့ဝဲပြန်နေတဲ့ပုံစံကလူသိရှင်ကြားရှိတဲ့ဘယ်လေယာဉ်နဲ့မှတူမနေပါဘူး။ကလပ်ကိုယ်တိုင်ကတော့ဒီဓာတ်ပုံဟာတကယ်အမိမသိအရာဝတ္ထုတစ်ခုကိုရိုက်ကူးထားတာလို့ယုံကြည်နေစေပါ။ ဂျိုးသားလားဖြစ်ကောင်းဖြစ်နိုင်ပါတယ်လူသားတွေရဲ့အဆင့်မြင့်ဤပညာလားဒါလည်းဖြစ်နိုင်တာပဲအငင်းပွားဆရာမလို့ဒါကတော့ဒါဟာရှင်းပြလို့မရတဲ့အရာတစ်ခုခုဆိုတာပါပဲဒီတစ်ခုကတော့ super natural ဘိုင်းစိတ်ဝင်စားသူတွေအဖို့ကြည့်လိုက်အတိုင်းဆွဲလန်းသွားစေတဲ့ဗီဒီယိုတွေကတခုပေါ့ရဲရရှိ white daniel ကအဖြူရောင်စီရင်ကားတစ်စီးကိုလိုက်နေတဲ့ရဲသားကင်မရာမှတ်တမ်းအဟောင်းတခုပါပထမတော့ပုံမှန်အတိုင်းပဲဖမ်းဆီးဖို့လိုက်နေတာပေါ့တန်ရရှိသူရဲ့ကားကလမ်းပေါ်မှာအနေရှိနေတဲ့အနေထားနဲ့မောင်းနေနေပြီး ထူးဆန်းပြီးတော့တဘာဝမကျတဲ့မောင်းနှင်မှုတွေလုပ်နေတာဗျကားကိုယ်တိုင်ကထိန်းချုပ်နေတယ်လို့မျိုးပေါ့ဒါပေမဲ့ဒီအပိုင်းကတိတ်တော့အထူးထူးခြားခြားမဟုတ်သေးပါဘူးရုတ်တရက်ကွေ့လိုက်တဲ့အချိန်အထိပေါ့တိတ်ပိုင်ဝတ္ထုရုပ်ရှင်တွေကအခန်းတစ်ခုလိုမျိုးပဲကားကတည့်တည့်ကြီးခြံစည်းရုပ်ကိုဝင်တိုက်သွားတာဗျဘာမှမပြက်စီးသွားဘူးရရှိဒန်နီယယ်လည်းဘရိတ်ကိုစောင့်နေပြီးအန်အော်တကြီးကြည့်နေတော့မှပဲတန်ရရှိသူရဲ့ကားကအဲ့ဒီခြံစည်းရိုးရဲ့ဟိုးဘက်မှာတဖြည်းဖြည်းဝေးသွားပါရင်ဘာမှတိုက်မိတဲ့အတန်လည်းမကြားရပါဘူးတက်သားတွေလည်းမကြိုးဘူ ဟန်ချလောင်းဆိုပြီးပျောက်သွားတာပဲဗျာဒီနေ့အထိလူတချို့ကအဲ့ဒါဟာတရေကားလားဒါမှမဟုတ်နီးပညာမြင့်ဖုံးကွယ်စမ်းသပ်မှုတစ်ခုကပဲမှားယွင်းသွားတာလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့လက်တွေ့ကဘာတွေကိုခဏတာရောက်လာတဲ့တခြားသောအရာတစ်ခုခုလားဆိုတာယုံကြည်နေကြပါရင်ချွေရင်ချက်တွေအကြောင်းကိုပြောရရင် TikToker Jake Gonzalez က The Matrix ရုပ်ရှင်တွေကအခိုင်အတန့်နဲ့တူလို့တဲ့အရာတစ်ခုကိုဖမ်းမိခဲ့ပူပါရင်သူအလုံးလုံးတဲ့စားလောက်ဆိုင်တစ်ခုမှာလုံချွေရင်ကင်မရာမှတ်တမ်းအရသူကတံမြာသီးတစ်လုံးကိုနှစ်ချမ်းခွဲနေတာကိုတွေ့ရမှာပါ သူကအဲ့နှချမ်းလေးကတချမ်းကိုထက်ပြီးလှိဖြတ်လိုက်ပါရင်ပြီးတော့အဲ့အပိုင်းကိုထဲဖို့လက်ကိုလှမ်းလိုက်တဲ့အချိန်မှာတမယာအသီးကအခွန်မှွာမထားပဲအကောင်းပရိပြန်ဖြစ်သွားပါရင်သူ့လိုလိုပြန်ကောင်းသွားသလိုမျိုးပါပဲသူမလှိလိုက်ရတာလည်းဖြစ်နိုင်ပေမဲ့အနီးကပ်ကြည့်လိုက်ရင်တမယာအသီးနှချမ်းကွဲသွားတာကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါရင်ပြီးတော့အဝါရောင်အလင်းနှန်းတစ်ခုပေါ်လာပြီးရုတ်တရက်ပြန်ဆက်သွားတာပါမျက်စိလေးနဲ့ကြီးစုသူတို့ချို့ကအဲ့အလင်းနှန်းကိုထောက်ပြပြီးတကယ်ထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့တာဖြစ်နိုင်တယ်လို့ပြောကြပါရင် ဒါကရောဒိုင်မေးရှင်းနေအလားကြောင်းမှာစနစ်တခုရဲ့အခိုက်အတန့်ချုံရင်းမှုလားအချိန်ရဲ့ပြန်လည်စတင်မှုလားဘလို့ပဲဖြစ်ဖြစ်ဂျိန်းကတမယာသီးကိုပြန်နှီးဖျက်လိုက်ရပါရင်ကဘာကြီးကိုယ်တိုင်ကသူ့ရဲ့လုံဆောင်ချက်ကိုအန်ဒိုလုလိုက်တယ်လို့မျိုးဖြစ်သွားခဲ့တာကိုပြပြီးတော့နော်ဝေးနိုင်ငံဟက်စတလန်မီလုံတင်ရဲ့လှုပ်ဝှက်ဆန်းကျင်မှုတွေလည်းရှိနေပါသေးတယ်1930ခုနှစ်များကတည်းကဒေသခံတွေနဲ့သူတွေတီတီဟာဟက်ဒလန်ဂျိုင်ဝမ်အပေါ်မှာလှုပ်ဝှက်ဆန်းကျင်တဲ့အလင်းလုံးတွေပေါ်လာတာကိုအစိုးရစီစီရင်ခံခဲ့ကြပါရင် ီမျိုးတွေကတစ်ဖက်ဖက်လင်းပြီးကောင်းကင်မှာဝဲပြန့်နေတယ်လို့ပုံစံမျိုးကောင်းကင်မှာကောက်ခုံနေတယ်လို့လှုံရှားမှုမျိုးနဲ့အယောင်တွေပြောင်းလဲရင်တစ်ခါလေအယမ်းမြန်တဲ့အချိန်နဲ့ရွေလျားသွားတက်ပါရင်နေရောညဘက်ပါပေါ်လာတက်ပြီးတစ်ခါလေနိုင်ပေါင်းများစွာကြောင်ရှိနေတက်ပါရင်တိတ်မပညာရှင်တွေကရေဒါတွေကင်မရာတွေနဲ့ရောင်စင်တိုင်းကိရိယာတွေကိုအသုံးပြုပြီးရေရှည်စောင့်ကြည့်လေ့လာမှုအစီအစဉ်တွေကိုလေ့လာဖို့ကြိုးစားခဲ့ကြပါရင်ရှင်းလင်းချက်တွေကတော့အာယုံတမ်းဝိထုံးလုံးမှုကနေရှားပါတဲ့နှစ်အဆင့်တန်လိုက်ဖြစ်စဉ်တွေလောကစပန်ဆိုင်ရာစမ်းသပ်မှုတွေအထိအမျိုးမျိုးအဖုံဖုံစုံနေတာပါပဲဗျာ။ ဒါပေမဲ့ theory တစ်ခုကိုမှအတိမပြုနိုင်ခဲ့ပါဘူး။အဖြစ်ကိုသိမိလို့ထင်တဲ့အတိုင်းရုပ်တရက်မမျှော်လင့်ထားတဲ့အပြည့်အမှုမျိုးကိုအဲ့ဒီမီးလုံးတွေကအလုံးပြတ်တက်ပါသေးတယ်။ကြေးစားသလားပေါ့။တချို့တွေကတော့ဒီတောက်ပွားနေတဲ့အလင်းလုံးတွေဟာတဘာဝကြီးရဲ့တကားပေါက်တွေလား။တခြားတိုင်မင်းရှင်းစီကိုဖွင့်ထားတဲ့ brain ပေါက်တွေလား။ဒါမှမဟုတ်မတိရသေးတဲ့တက်ရှိပုံစံတစ်ခုရဲ့ထင်ရှားပြသမှုတွေလားလို့ကိုစီမေယာအတွေ့အတွေနဲ့ပေါ့အဲ့ဒါကိုထူးဆန်းနေထင်ရင်တော့ဘောလုံးပေါ်လျှက်စီအကြောင်းကိုနားထောင်ကြည့်ပါဦးတဘာဝရဲ့အအောင်စရာအကောင်းဆုံးဖြစ်ရတဲ့တဲ့ကတစ်ခုပေါ့ မောချိုဖြစ်နေချိန်မှာတောက်ပပြီးလေထဲမှာဝဲပြန်နေတဲ့လျှဲစင်ဘောလုံးပုံတံတန်တခုဟာတင်းရဲလိုမျိုးလွင်မျောနေတာကိုမြင်အောင်ကြည့်လိုက်ပါရာစုနေပေါင်းများစွာမျက်မြင်သက်သေတွေကတော့ကျောက်စစ်ခဲအရွယ်ကနေဘတ်စကတ်ဘောအရွယ်အထိအဖြူရောင်အပြာရောင်ဒါမှမဟုတ်လိမ္မော်ရောင်တောက်ပနေတဲ့အရာတွေအပြင်အမျိုးမျိုးပြောင်းသွားကြတယ်ဆိုပြီးထွက်ဆိုချက်ကိုစီဖော်ပြခဲ့ကြပါတယ်ဒီဘောလုံးပုံတံတန်တွေကပိတ်ထားတဲ့ brain box တွေကိုဖောက်ထွက်သွားတာဇင်းရံတွေအတိုင်းမျောသွားတာဒါမှမဟုတ်ပေါက်ကွဲတဲ့အတူပေါက်ကွဲသွားတာမျိုးတွေတောင်ရှိတယ်လို့ဆိုကြပါသေးတယ် ပေါ်ပြီးထူးဆန်းတာကသိပ္ပံပညာရှင်တွေဟာဒါကိုအခုထိအပြည့်အဝရှင်းပြနိုင်ခြင်းမရှိသေးပါဘူးပလာစမာဘောလုံးတွေလေထဲကမော်လီကျူးတွေနဲ့ဓာတုတုပ်ပြန်မှုတွေဒါမှမဟုတ်သိငယ်တဲ့အနက်ရောင်တွင်းတွေအထိ theory တွေအမျိုးမျိုးရှိခဲ့ပါတယ်အခြေမောင်းများစွာမြင်တွေ့ခဲ့ရပေမယ့်ဘယ်သူမှတခွဲကမ်းမှာဘောလုံးပေါ်လျက်စည်းကိုယုံကြည်စိတ်ချရအောင်ပြန်လည်ဖန်တီးနိုင်ခဲ့ခြင်းမရှိသေးပါဘူးအဲ့ဒါဟာကျွန်တော်ရဲ့ကဘာတွေကိုရုတ်တရက်ဝင်ရောက်လာပြီးနောက်တော့ရုတ်တရက်ပြောက်ွယ်သွားသလိုမျိုးပါပဲဘောလုံးပေါ်လျက်စည်းဟာတဘာဝရဲ့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်နိုင်မလားဒါမှဖြစ်နိုင်ပါတယ် ဒါပေမဲ့ဖြစ်နိုင်တာတစ်ခုကတော့အဲ့ဒါဟာချုံရင်းချက်တစ်ခုတခြား dimension တစ်ခုကနေကျွန်တော်ရဲ့ကဘာဘက်ကိုစိတ်ဝင်လာတဲ့ swan in your sim တစ်ခုဖြစ်နိုင်ပါတယ် parallel universe theory ရကြည့်မယ်ဆိုရင်ပေါ့လေထူးဆန်းတဲ့ကားတွေအကြောင်းပြောရင်ရုရှားနိုင်ငံကနောက်ထပ်ထူးဆန်းတဲ့အမှုတစ်ခု ရှိပါသေးတယ်ကြီးစုသူတန်းတင်းချီရှိတဲ့ကားကင်မရာဗီဒီယိုတစ်ခုမှာကားတစ်စီးကလမ်းစုံမှာဘယ်ဘက်ကိုကွေးဖို့ကြိုးစားတဲ့အချိန်ရုတ်တရက်ဘေကာမန်းမသိပေါ်လာတဲ့နောက်ကားတစ်စီးကတိတိကျကျရောက်လာပြီးတိုင်းမိလူနေပါဖြစ်သွားခဲ့ပါတယ်ပရမတစ်ချက်ကြည့်လိုက်ရင်တော့နန္ဒဘဝဖြစ်ရတဲ့ခုလိုလိုထင်ရတယ်ဗျာ လေထဲကနေရုတ်တရက်ပေါ်လာတဲ့အသေးကားပေါ့ဒါကတော့လက်တွေ့ကဘာရဲ့ချုံရင်းချက်တစ်ခုလားဒါမှမဟုတ်တခြားတိုင်မေးရှင်းတစ်ခုကနေခဏတာပွင့်သွားတဲ့တကားပေါ့တစ်ခုလားအင်တာနက်သုံးဆဲလူတို့ကတော့ theory အမျိုးမျိုးထုတ်ကြတာပေါ့ကိုယ်တိုင်ကြုံမှယုံမှအသိမယ်ဆိုတဲ့လူကြီးကြတော့လဲဒါဟာရန်ခါတဲ့မောင်းနေမှုတက်တက်ပဲလို့ဆိုကြပြန်ရောအဲ့ဒီ flow ကစမ်းကြတဲ့ကားကအရင်မြန်လို့လို့ကင်မရာပေါင်းအပြင်မှာရှိနေပြီးမှရုတ်တရက်ပေါ်လာတယ်လို့ထင်ရတာလို့သူတို့ကပြောပါရင်တကယ်တော့သဘောအလုံးပဲဖြစ်ဖြစ်အရှိန်လုံးမောင်းလာပဲဖြစ်ဖြစ်နှစ်ခုလုံးကညီတူမျှတူကြောက်ဖို့ကောင်းတာပါပဲ။ တကယ်လို့စစ်ကြောရာကြီးဟာအခုထိခြုံရင်းချက်တွေမရှိဘူးလို့ထင်နေရင် red team မှာတင်ထားတဲ့ဒီပုံကိုကြည့်လိုက်ပါဦးတူညီတဲ့ကြောင်နဲ့လေးကောင်ဟာမတူညီတဲ့ပန်းချံခုံနဲ့နေမှာတကောင်စီတီးခြားထိုင်နေပြီးကြောက်စရာကောင်းတဲ့တရားစီရင်ရေးအဖွဲ့တခုလိုမျိုးငင်းကြည့်နေကြပါရင်ကြောင်သုံးကောင်ကသူရဲ့ခုံနဲ့နေရဲ့အစွန်းမှာတီးကြစွာနေရာယူထားကြပြီးတတ်မှတ်ထားတဲ့နေရာတွေမှာထိုင်နေတဲ့လိုမျိုးပါပဲစတုထကြောင်ကတော့အနီးနားမှာရှောက်သွားနေပြီးသူ့ရဲ့လူဝက်စမ်းကြတဲ့စီဝေးကိုနောက်ကျနေတဲ့လိုမျိုးပါပဲဒါဟာကြာမန်းတွေးဆမှုတစ်ခုတည်း control v ကိုဆက်ရရာကုတ်မှာတရားရောက်ကနှိတ်ချလိုက်သလိုမျိုးပို့ခံစားရပါတယ်။ကြောင်နဲ့ဒီမှာကြောင်ဆရာကောင်းတဲ့အယူသီးမှုတွေအများကြီးရှိပြီးသားပါ။ပြီးတော့သူတို့ကိုအရင်မဲစောက်ကြက်သူတွေလိုမျိုးတန်းစီနေတာကိုမြင်ရတာလား။ပိုးတော်ဆိုးသေးတယ်ဗျ။အဲ့ဒီပန်းချန်လေးကနေတခြားလမ်းကြောင်းတစ်ခုကိုရှာဖွေသွားတာပိုကောင်းမယ်ထင်ပါတယ်။ကဲဒါကတော့ simulation theory တကယ်ဖြစ်ရမယ်လို့တောင်းဆိုနေတယ်လို့ဖြစ်နေတဲ့အမှုတစ်ခုဗျ။ Brady Fine ကဲလို့အမည်ရတဲ့လူနှစ်ယောက်သူတို့ကညီကိုတွေလည်းမဟုတ်ဘူး။ဝမ်ခွဲတော်ဆက်တာမျိုးလည်းမဟုတ်ဘူး။ဒါပေမဲ့သူတို့နှစ်ယောက်စလုံးဟာ professional baseball သမားတွေဖြစ်နေပါတယ်။ အရက်6ပေလေးလက်မှအတိအကျတူတယ်ဗျာတရောင်ချင်းစီရဲ့ DNA test မှာဂျာမန်မျိုးရိုး53ရာခိုင်နှုန်းဖြစ်နေတာလည်းတူညီကြပါတယ်ပြီးတော့သူတို့ရဲ့ရုပ်ရည်ကလည်းအော်ဆရာကောင်းလောက်အောင်ဆင်တူနေပါတယ်သူတို့ဟာခွဲထားတဲ့အရာတခုကိုပြန်ကူးထားတယ်လို့မျိုး carbon copy လုပ်တယ်လို့အတိအကျတူညီနေတာတော့မဟုတ်ပါဘူးဒါပေမဲ့သူတို့ကိုဘေးချင်းရှင်ပြီးကြည့်လိုက်ရင်အမွာတွေလွတ်တော်ထင်မိပါလိမ့်မယ် simulation program တခုမှာ character နှစ်ယောက်ကိုဆင်တူဖန်တီးလိုက်မိတယ်လို့မျိုးပေါ့ DNA စစ်ဆေးမှုတွေလုပ်ကြည့်တဲ့အခါမှာတော့သူတို့ဟာသွေးသားတော်ဆက်မှုမရှိဘူးဆိုတာကိုတွေ့ရပါတယ်ဒါဟာ ကမ္ဘာအန်အောဆရာအကောင်းဆုံးတိုက်ဆိုင်မှုတစ်ခုလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့ simulation မှာ error တက်သွားတဲ့ program ရေးဆွဲမှုတစ်ခုရဲ့ပြဿနာလားနောက်ဆုံးအနေနဲ့ကျွန်တော်တို့အုံနာကိုလှောက်ခတ်သွားစေမယ်ခိုင်မာတဲ့သိပ္ပံအကြောင်းအရာတစ်ခုကိုပြောပြပါမယ်သိပ္ပံပညာရှင်တွေဟာဆင်းအနောက်ရှက်ဖြစ်စရာကောင်းတဲ့အရာတစ်ခုကိုသတိပြုမိခဲ့ကြပါပြီဆက်ကြပါရဟာဖြစ်တဲ့နာအထက်ပုံမြန်တဲ့နှုံတစ်ခုနဲ့ချဲ့ထွေနေတယ်ဆိုတာပါပဲဒီထူးဆန်းမှုဟာ Harvard Tinshin လို့ခေါ်ပြီးခေတ်သစ်ဆက်ကြပါရဗေဒကိုအရှုပ်ထဲထဲရောက်သွားစေခဲ့ပါတယ် ဆကြဝဠာရဲ့ချင်းထွေမှုကိုတိုင်းတာတဲ့မတူညီတဲ့နေလန်းတွေကမကိုက်ညီတဲ့အဖြစ်တွေကိုပေးနေပါတယ်။ဒါဖြစ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတာဘယ်သူမှအသေးချာမသိတယ်လို့ရှုပ်ထွေးစရာကောင်းတဲ့ theory တစ်ခုကတော့အဖြေဟာမမြင်နိုင်တဲ့မှန်ကဘာတစ်ခုမှရှိနိုင်တယ်လို့ဆိုရင်အဲ့ဒါကတော့ကျွန်တော်တို့ကဘာနဲ့တူညီတဲ့အရေးအမှုံတွေနဲ့တိစောက်ထားတဲ့စင်ပြိုင်ဆက်ကြဝဠာတစ်ခုပေါ့။စွမ်းငင်အားရဲ့လွှမ်းမိုးမှုကလွဲလို့လုံးဝဖုံးကွယ်ထားခဲ့ရတဲ့ကဘာဆိုရင်လည်းမမှားဘူး။ဒီမှန်ကဘာဟာဆက်ကြဝဠာရဲ့ death true အများစုကိုရှင်းပြနိုင်တဲ့ မမြင်နိုင်တဲ့ drum ပေါင်ရဲ့ပြောင်းဆုံးနေတဲ့အစေပိုင်းဖြစ်နိုင်တယ်လို့အဲ့ဒီ theory ကဆိုပါတယ်အကယ်၍ဒါသာမန်ကန်ကင်းရင်နောက်ထပ်ဆက်ကြော်ရတာတစ်ခုဟာကျွန်တော်ရဲ့ဆက်ကြော်ရနဲ့ဆက်နွယ်နေပြီးလက်တွေ့ကဘာရဲ့ကျိုးတွေကိုလိုဒလိုကျိုးဆွဲနေတယ်လို့ဆိုလိုတာပါပဲတချို့ကတော့ dimension ယူစိတ်မှုရဲ့အခိုက်အတန့်တွေဟာကဘာပေါ်မှာထူးဆန်းတဲ့ဖြစ်ရက်တွေကိုတောင်ရှင်းပြနိုင်တယ်လို့အကြံပြုကြပါတယ်ကျွန်တော်တို့ဟာတခြားဆက်ကြော်ရတွေကိုတက်တည်ပြနိုင်တဲ့အဆင့်ကိုမရောက်သေးပါဘူး ဒါပေမဲ့သင်္ချာတွက်ချက်မှုတွေ simulation theory သာမှန်ကန်ခဲ့ရင်ကျွန်တော်တို့ဟာတက်ရှိလောကရဲ့တည်ရှိမှုအကြောင်းကိုတည်ထားသမျှအရာအားလုံးကိုအစကနေပြန်လည်ရေးသားဖို့ပြင်ဆင်ကြပါလိမ့်မယ်ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ